ါကတော့ကျွန်တော်တို့ရဲ့ငယ်ဘဝကျွန်းနဲ့ကျောင်းရဲ့ဘယ်လိုဖြစ်တည်လာလဲဆိုတဲ့ဇလန်းအစဖြစ်ပါတယ်။သူတို့ကိုစတင်ခဲ့တဲ့လူကတော့ဝီလီယမ်ဟန်နာနဲ့ဂျိုးဆပ်ဘာဗီယာတို့ဖြစ်ပါတယ်။သူတို့ဟာ1939ခုနှစ်တုန်းကအမ်ဂျီယန်စူဒီယိုမှာလွတ်လွတ်ခဲ့ကြပါတယ်။သူရဲ့ပထမဆုံးစကားနာမည်က Post Gatepo ဖြစ်ပါတယ်။ ဲ့ဒီမှာတော့တွင်ရဲ့နာမည်ကဂျက်စပါဖြစ်ပြီးဂျယ်ရဲ့နာမည်ကဂျင်းဖြစ်ခဲ့ပါတယ်။ဒီကဟာ1940မှာထွက်ရှိခဲ့ပြီးအော်စကာဆုတောင်းရခဲ့တဲ့ဖြစ်ခဲ့ပါတယ်။နောက်ပိုင်းမှာစတူဒီယိုကနာမည်သစ်တစ်ခုပေးဖို့အတွက်ပြိုင်ပွဲတစ်ခုလုပ်ခဲ့ပါတယ်။အဲ့ဒီမှာတွင်ရဲ့ဂျယ်ရီဆိုတဲ့နာမည်တစ်ခုလေးကအနိုင်ရရှိခဲ့ပါတယ်။ဒီလိုနဲ့သူတို့ဟာ1940နှစ်နောက်ပိုင်းတွေမှာအောင်မြင်မှုတွေသက်သက်ရရှိခဲ့ပြီးတော့အော်စကာဆုခုနှစ်ဆုထိပါရရှိခဲ့ပါတယ်။ ဒါလေးအရတော့တပန်ဂျယ်ရဲ့ဘလို့စဖြစ်တည်တယ်ဆိုတဲ့ဗီဒီယိုလေးပါနောက်ပိုင်းမှာဗီဒီယိုလေးတွေထပ်လာဖို့ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like လုပ်ကြဖို့မေးပါနဲ့ဦး